ကူးငလင်ပါဝင်တမိုင်းတလျှောက်ရန်ကုန်ကိုအဆိုးအဝါဆုံးဒုက္ခပေးခဲ့တဲ့တဘာဝဘေးဒဏ်၄ခုပြည်သူများအားလုံးပဲမင်္ဂလာပါဘွာလွားကဒုကြဆံပြအကြောင်းအရာများကိုပုံမှန်တင်ဆက်ပေးနေတဲ့ MVD Channel ကနေကြိုဆိုပါရစေရန်ကုန်မြို့ဟာမြန်မာနိုင်ငံရဲ့စီးပွားရေးဗိုလ်ချုပ်ဖြစ်ပြီးတဘာဝဘေးဒဏ်တွေကိုအကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရပါတယ်ဒီဘေးဒဏ်တွေကငလင်ရေကြီးရေရှမ်းမှုနဲ့မုန်တိုင်းတွေပါဝင်ပြီးလူသန်းပေါင်းများစွာကိုထိခိုက်စေခဲ့ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဘကုန်းငလင်ပါဝင်တမိုင်းတလျှောက်ရန်ကုန်ကိုအဆိုးအဝါဆုံးဒုက္ခပေးခဲ့တဲ့ ဝါဝဘေးဒဏ်လေးခုကိုတင်ဆက်ပေးလိုက်ရပါတယ်။နံပါတ်၁၂008နာကေမုံတိုင်း2008ခုနှစ်မေလ၂ရက်မှာဖြစ်ပွားခဲ့တဲ့နာကေမုံတိုင်းဟာမြန်မာနိုင်ငံရဲ့တမိုင်းတစ်လျှောက်အဆိုးရွားဆုံးသဘာဝဘေးရန်တွေရဲ့တစ်ခုပါ။ဒီမုံတိုင်းဟာအီယာဝရီမြဝကျွန်းပေါ်ဒေသနဲ့ရန်ကုန်မြို့ကိုပြင်းထန်စွာရိုက်ခတ်ခဲ့ပါတယ်။မုံတိုင်းရဲ့လေတိုက်နှုန်းတနအီကို215ကီလိုမီတာအထိရှိခဲ့ပြီးရန်ကုန်မြို့မှာအဆောက်အုံတွေထောင်ထဲချီပြိုကျခဲ့ပါတယ်။လူဦးရေ3,300ကျော်သေဆုံးခဲ့ပြီးရန်ကုန်နဲ့အနီးဝန်းကျင်မှာတန်းနဲ့ချီထိခိုက်ခဲ့ပါတယ်။ ရခိုင်မြို့ရဲ့ကံယုံတန်းနဲ့မြို့ဝဒေသတွေမှာရေရှမ်းမှုကြောင့်အိမ်တော်စုပေါင်းများစွာပျက်စီးခဲ့ပါတယ်။ရခိုင်မြို့ရဲ့လျှက်စစ်တာရေပေးဝင်မှုနဲ့ဆက်သွယ်ရေးစနစ်တွေပြတ်တောက်ခဲ့ပါတယ်။စားနပ်ရိက္ခာပြက်လက်မှုနဲ့ယောဂပြန့်နှံ့မှုတွေကတေဆုံးမှုကိုပိုဆိုးစေခဲ့ပါတယ်။နံပါတ်1 1930ဗကုန်းငလင်1930ခုနှစ်မေ9ရက်မှာဗကုန်းမြို့နီးမှာဖြစ်ပွားခဲ့တဲ့ငလင်ဟာရန်ကုန်မြို့ကိုပြင်းထန်စွာထိခိုက်စေခဲ့ပါတယ်။ဒီငလင်ဟာသကိုင်းပြက်ရွှေ့ရဲ့ဗကုန်းပိုင်းမှာဖြစ်ပြီးအင်အား9တက်မှတ်သော Richard Scale ရှိပါတယ်။ ရန်ကုန်မြို့မှာအဆောက်အုံထောင်ထဲချီပြိုကျခဲ့ပြီးလူပေါင်း900ကျော်သေဆုံးခဲ့ပါတယ်။ရန်ကုန်မြို့ရဲ့ဘိုးရောင်ဘုရားနဲ့ဟေဗန်တိုက်ကြီးလိုအထင်ကရနေရာတွေပျက်စီးခဲ့ပါတယ်။မြို့ထဲကလမ်းတွေကွဲရပြီးရေပိုင်လိုင်းတွေပျက်စီးခဲ့ပါတယ်။ငလင်းကြောင့်ရန်ကုန်မြို့မှာရေလိုင်းမြင့်တက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ရန်ကုန်မြို့ရဲ့အုတ်ချက်နဲ့စောက်ထားတဲ့အဆောက်အုံတွေပြိုကျမှုပုံများခဲ့ပါတယ်။လူဦးရေတန်းဝက်ကျော်ထိခိုက်ခဲ့ပြီးအိုးအိမ်ဆုံးခွာရသူထောင်ထဲချီရှိခဲ့ပါတယ်။နံပါတ်3 1990ဂီရီမုံတိုင်း1990ခုနှစ်မေလ10ရက်မှာဂီရီမုံတိုင်းဟာ န်ကုန်မြို့နယ်အနီးဝင်းကျစ်ကိုရိုက်ခတ်ခဲ့ပါတယ်ဒီမိုတိုင်းဟာဘင်္ဂလားပင်လယ်ော်မှာဖြစ်ပြီးလေတိုင်နှုန်းတနားကို185ကီလိုမီတာထိရှိခဲ့ပါတယ်ရန်ကုန်မြို့မှာအဆောက်အုံထောင်ထဲချီပျက်စီးခဲ့ပြီးလူပေါင်းတထောင်ကျော်သေဆုံးခဲ့ပါတယ်မုံတိုင်းကြောင့်ရန်ကုန်မြို့နယ်အနီးဝင်းကျစ်မှာရေရှမ်းမှုတွေဖြစ်ပေါ်ခဲ့ပါတယ်ရန်ကုန်မြို့ရဲ့ကံဝန်းတန်းဒေသတွေမှာရေလိုင်းမြင့်တက်မှုကအိမ်တော်စုပေါင်းများစွာပျက်စီးစေပါတယ်တရစ်စစ်တားနဲ့ဆက်သွယ်ရေးစနစ်တွေပြတ်တောက်ခဲ့ပြီးတည်ယူပို့ဆောင်ရေးခက်ခဲခဲ့ပါတယ်ရန်ကုန်မြို့မှာစားနပ်ရိက္ခာပြက်လက်မှုနဲ့ယောဂပြက်နက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ် နံပါတ်၄1881ရန်ကုန်မုံတိုင်း1881ခုနှစ်မေလ24ရက်မှာရန်ကုန်မြို့ကိုပြင်းထန်တဲ့မုံတိုင်းတစ်ခုကရိုက်ခတ်ခဲ့ပါတယ်။ဒီမုံတိုင်းဟာဘင်္ဂလားပင်လယ်ော်မှာဖြစ်ပြီးလေတိုက်နှုန်းတစ်နာရီ160ကီလိုမီတာထိရှိခဲ့ပါတယ်။ရန်ကုန်မြို့မှာအဆောက်အုံရာနဲ့ချီပျက်စီးခဲ့ပြီးလူပေါင်း900ကျော်သေဆုံးခဲ့ပါတယ်။မုံတိုင်းကြောင့်ရန်ကုန်မြို့မှာရေလိုင်းမြင့်တက်မှုတွေဖြစ်ပြီးကံယုံတန်းဒေသတွေရေမြုပ်ခဲ့ပါတယ်။ရန်ကုန်မြို့ရဲ့လမ်းတွေစစ်ကမ်းတွေရေမြုပ်ခဲ့ပြီးတည်ယူပို့ဆောင်ရေးပြတ်တောက်ခဲ့ရပါတယ်။သုံးထိကြည်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။